အားလုံးပဲမင်္ဂလာပါရှင်။ဗမာခေတ်တည်တင်ကနေပြီးတော့ထိတ်တန့်ရောက်တဲ့များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တည်တင်ကတော့ခိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူအဆုံးသက်ပြီးမြန်မာကအမေရိကန်နိုင်ငံနဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေလုံခြုံရေးချိန်ချောက်တဲ့ပြည်မှတ်နိုင်ငံအမေရိကန်လက်နက်တိုက်ကစစ်လက်နက်တွေအကုန်ထုတ်သုံးပြီးအပြတ်ချေမုံမိန်လို့2025ခုနှစ်စက်တင်ဘာ16ရက်ကတည်းကတရံဝင်ကြေညာပြီးသားအခုသမရာကြီးထရန့်က အထူးကွန်မန်ဒိုတွေနဲ့အပြည့်ရှင်းမဲ့လို့နှစ်လအကြာ2025ခုနှစ်နိုဝင်ဘာလ12ရက်မှာကဘာတိကြေညာလိုက်ပြီးတမရာကြီးထရန့်ရဲ့ထုတ်ပြန်ချက်ကအမေရိကန်ပြည်ထောင်စုအမိန့်တဲ့ပြောရင်မင်းအောင်လိုင်းတို့အတွက်သေမိန်ကဲအချက်6ချက်နဲ့ကျွန်မအရေးအမှုပြောပြမယ်တင်းအမေရိကန်ရာဇဝတ်ချိန်မုံကြီးအထူးအဖွဲ့နှရာဇဝတ်ဂိုင်းချုပ်မင်းအောင်လိုင်းစောချစ်သူ၃နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့၄နိုင်ငံတကာရာဇဝတ်ကြံရပါခြင်း၅ပြည်မှုထင်ရှားစီရင်ချက် 6နိုင်ငံတကာရာဇဝတ်ဝရမ်းထုတ်ပြန်ကြံ10အမေရိကန်ရာဇဝတ်ချေမှုန်းရေးအထူးအပွင့် Scan Center Strike Force လို့ခေါ်တဲ့ရာဇဝတ်ချေမှုန်းရေးအထူးအဖွဲ့ကိုဖွဲ့လိုက်ပြီးလို့အမေရိကန်ကမ္ဘာသိကြေညာပါတယ်2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အမေရိကန်ထုတ်ပြန်ချက်ကမရဏခေါ်သံပေးမြန်မာနိုင်ငံကရာဇဝတ်ဂိုင်းပေကိုအရှင်ဖမ်းပြီးအရေးယူမယ်လို့အမေရိကန်အပြတ်ပြောတာဒီအထူးအဖွဲ့ကတကဘာလုံးမှာဖျက်ချက်ထားတဲ့အခြေဆက်တွေနဲ့နိုင်ငံတကာရာဇဝတ်ဂိုင်းနဲ့ဂိုင်းချုပ်တွေကိုအမိဖမ်းပြီးအပြတ်အရေးယူမယ် ဒီအတွက်ရာဇဝင်မင်းအောင်လိုင်းစောချစ်သူရဲ့လက်ပါစီ DKPA နဲ့စေဦးစီးကျုပ်စောစတီစေရေးကျုပ်စောစိန်ဝင်စေဦးစီးအရာရှိကျောစောဆန်းအောင်နဲ့စစ်ကိုကဲရင်မှုဆိုင်ကျော်လာလေးဦးကိုပိတ်ဆို့အရေးယူလိုက်တဲ့ဆန်ရှင်ချရဲဆိုတာရာဇဝတ်ဂိုင်းဝင်တွေတို့အမေရိကန်ဘက်ကကဘာတိကြေညာတာဖြစ်တဲ့ဒါပဲလားဆိုတော့ဖဲကမလဲရာဇဝတ်ကွန်ရက်ကထိုင်းနိုင်ငံသားချာမူစဝမ်တရုတ်အခွန်ရှီချန်းကျွန်းနဲ့ကုမ္ပဏီတွေလည်းတခါတည်းပိတ်ဆို့အရေးယူလိုက်တဲ့ အဲ့ဒီမှာအမေရိကန်ဘက်က2025ခုနှစ်မေလ9ရက်ကလေးက KNA နဲ့ကောင်းဆောင်စောချစ်သူသူသားစောထူးအမှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝတ်ကိုင်းအဖြစ်ကြီးညာထားတယ်လို့ထပ်ပြောသွားတယ်ဒီရသဝမှုအတွဲကိုကျမပြန်ပြောပါမယ်။2025ခုနှစ်မေလ9ရက်နေ့အမေရိကန်ပြည်ထောင်စုက KNE နဲ့အတူအဖွဲ့ကောင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးစောထူးအမှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရောက်သဝက်ကိုင်းအဖြစ်သတ်မှတ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာတယ်။ အမေရိကန်ဗန်နာရေးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကနေထုတ်ပြန်ချက်မှာ Transitional Criminal Organization ဆိုတာငွေရစေဝါရောင်းဝယ်မှုလူမောက်ခိုးရောင်းဝယ်မှု Cyber ရာဇဝတ်မှုနဲ့ငွေကြေးလိမ်လည်မှုအပါအဝင်နိုင်ငံတကာနယ်နိမိတ်တွေကိုဖျက်ချော်ကျူးလွန်တဲ့နိုင်ငံတကာရာဇဝတ်ကိုင်းကိုပြောတာဖြစ်တဲ့ကမ္ဘာပေါ်မှာအဆိုးဆုံးရာဇဝတ်ကိုင်းဖြစ်တဲ့အဲ့ဒီနေ့မှာပဲစောချစ်သူတာဖရီနဲ့ KNA ကို Cyber လို့ခေါ်တဲ့ဆက်သွယ်ရေးကွန်ရက်နဲ့လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုအတွက် ဖိတ်ဆိုအရေးယူတဲ့ sanction ချတဲ့အသုံးနှုန်းမှာ treasury sanction pharma wallet and malitra tied to cyber scan operation မှာ wallet and malitra ဆိုပြီးအထူးသုံးနှုန်းထားတယ်။ wallet ဆိုတာအကြံဖတ်မှုအကြက်ကင်မှုခေါင်းပုံဖြတ်မှုတွေနဲ့လူတွေကိုဒုက္ခပေးတဲ့မကောင်းဆိုးဝါးကိုပြောတာပဲ။စောချစ်သူတို့ကတော်ပုံမကောင်းဆိုးဝါးတွေလို့ American ဘက်ကအပြက်ပြောထားတာပဲ။နေ့ရဇဝတ်ခိုင်းချုပ်မင်းအောင်လိုင်းစောချစ်သူ နိုင်ငံတော်ကိုတစ်ဆာဖောက်ဖျက်ပုံကန်တဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရာဇဝတ်ကောင်ကြီးမင်းအောင်လိုင်းနဲ့ KNA ကစောချစ်သူတို့ကအမေရိကန်အစိုးရလိုရှိတဲ့ရာဇဝတ်ကောင်တွေပဲ2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ချက်မှာ KNA has benefited from it connection to former military in its criminal operation ဆိုတဲ့ဝါကျနဲ့ဒီနိုင်ငံတကာရာဇဝတ်မှုကို KNA နဲ့မြန်မာစစ်တပ်ချိတ်ဆက်ပြီးကျူးလွန်တယ်လို့ကဘာတီကြေညာတယ်။ KNA ကောင်းဆောင်ကစောချစ်သူမြန်မာစစ်တပ်ကောင်းဆောင်ကမင်းအောင်လိုင်းနဲ့ပြောရင် မင်းရောင်လိုက်တဲ့စောချစ်သူကကမ္ဘာအဆိုးဆုံးရာဇဝတ်ဂိုင်းကျုပ်တွေလို့အမေရိကန်ပြောတာပဲ။ကျွန်မဒီထက်ရှင်းအောင်ပြောပါမယ်။တကပါလုံးဟိုးလေးတကြော်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာအွန်လိုင်းလေလံမှုအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာ2021ခုနှစ်ဖေဖော်ဝါရီလတရက်နိုင်ငံရေးအရာပြန်မေးဆွဲမှုနဲ့အာဏာလုကြံစီမှုနောက်ပိုင်းကျမှကြော်မကောင်းကြာမကောင်းဖြစ်ပျက်ခဲ့တာပဲ။မင်းအောင်လိုင်းတို့မပါဘဲနဲ့လုံးလို့မရဘူး။ရွှေသမင်ဘဲကထွက်မင်းကြီးတာကထွက်ဒါရှင်းနေတာကြီးနိုင်ငံတကာရာဇဝတ်မှုတွေကိုကြိုးကင်တာကမင်းအောင်လိုင်းတို့ကိုယ်တိုင်ပဲ။ ်3နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့ကဘာကြီးတစ်ခုလုံးပွက်လို့ရိုက်နေတဲ့နိုင်ငံတကာရာဇဝတ်ခိုင်းရဲ့ဌာနချုပ်ကနေပြီးတော့ပဲမျက်မြင် challenge ကျွန်မရှင်းပြပါမယ်ဒီလောက်ဆိုးွားတဲ့နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာမိုးပေါ်ကကြလာတာလုံးဝမဟုတ်ဘူးဒီရာဇဝတ်ခိုင်းစခန်းတွေဆိုတာများတကူးတကရှာနေစရာမလိုဘူးတကယ်ကိုပေါ်တင်ကြည့်ရင်နိုင်ငံတကာရာဇဝတ်ဌာနချုပ် KK ပန်းနဲ့စခန်းတွေဆိုတာမြန်မာနဲ့ထိုင်းနယ်ဆက်တောင်ရင်းမြစ်ပြည်မြောက်လိုင်းတို့ထိန်းချုပ်တဲ့မြောက်ပြည်မြို့နာမှာပဲ အဲဒီကနေစောချစ်သူတို့ကစိုက်ဘာရာဇဝတ်မှုအင်တာနက်လိမ်လည်မှုရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုအွန်လိုင်းလိမ်လည်မှုတွေအပြင်လူကုန်ကူးနေတာကရင်ပြည်နယ်ထိုင်းနိုင်ငံနဲ့နယ်မြေချင်းတိဆက်နေတဲ့မြောက်ပဒီမြို့နယ်ရွှေကုတ်ကိုအခြေစိုက်တီနီယာတွေအတိအကျနဲ့ကိုရေပေါ်မှာထိုးထိုးထောင်ထောင်နဲ့တိုက်တာအမြင်ကြီးတွေကဟီဟီထလို့ကဘာကြီးတစ်ခုလုံးမြင်နေရတယ်။အခုအဲ့ဒီ KK ဘက်ကအဆောက်အဦတွေကိုဖြိုချဖျက်ဆီးပြီးလက်ဆလက်နဖျောက်တယ်။အခုပြန်ပြီးဆွဲဖမ်းပြီးခိုင်းစီခံထားရတဲ့ကဘာသူကဘာသားတွေပြန်လွတ်တယ်။ ဒါရီအလုံးကနိုင်ငံတကာရာဇဝတ်မှုတွေကိုကျူးလွန်တဲ့မျက်မြင်သက်သေဖြစ်တဲ့ကဲလေဝင်းပြည်မှာထင်းထင်းကြီးမြင်နေရတဲ့စင်သေးအလောင်းကိုစိတ်တရည်နဲ့ဖုံးဖို့အကြံနဲ့မင်းအောင်လိုင်းတို့အချို့ကိုကျမချပြပါမယ်။တနိုင်ငံလုံးမှာလေရည်နဲ့ဘုံတွေတဲချပြီးအကြံဖက်တက်ဖြတ်နေတာဘသူတွေလဲ။မင်းအောင်လိုင်းတို့ပဲဒီလိုမျိုးအကြံဖက်တက်ဖြတ်ဖြတ်စည်းနေတဲ့မင်းအောင်လိုင်းတို့ကသူတို့အုပ်စိုးတဲ့မြောင်းဝရီနာကနိုင်ငံတကာရာဇဝတ်အခြေစိုက်စခန်းဌာနချုပ်တွေကိုလက်ဖျားနဲ့တောင်မထီဘူး။ထားထားတဲ့ဒီမျက်မြင်တွေ့နေရတာကနိုင်ငံတကာရာဇဝတ်ဂိုင်းကမင်းအောင်လိုင်းတို့ ကိုရိုင်းဖြစ်ပြီးနိုင်ငံတကာရာဇဝတ်ဌာနချုပ်ကနေပြီးတော့ဆိုတာတက်တည်ပြပြီးဖြစ်တယ်။လေးနိုင်ငံတကာရာဇဝတ်ကြံရပါခြင်းအမေရိကန်ဘက်ကအလိုရှိနေတဲ့စော်ချစ်သူတို့နဲ့ပေါင်းနေတဲ့ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေက အရှိတောင်အာရှဆိုင်ရာရာဇဝတ်ခိုင်းဝင်စောချစ်သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့အဖွဲ့တွေကအမေရိကန်ရဲ့ရန်သူအမေရိကန်နဲ့ရှင်းရမယ်။ငါပြစ်မှုထင်ရှားစီရင်ချက်အခုကရင်ပြည်နယ်ကကမ္ဘာ့အလယ်မှာအရှက်တကွဲအကျိုးနဲ့ဖြစ်နေတဲ့ အရှက်လေးရအကျိုးလေးရောက်အောင်လုပ်တဲ့လက်တွေကစောရှိသူလို့ဖြစ်တယ်။2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ကြမှာ Pharma Wallet and Malaysia တွဲတုံထားတာမို့လို့ခရင်ပြည်နယ်တောင်မကဘူးမြန်မာတနိုင်ငံလုံးကစောချစ်သူတို့ကြောင့်ဂုံရုပ်သွားတယ်။ခရင်အမျိုးသားတပ်မတော် KNA နာမည်နဲ့ခေါင်းဆောင်နေရာယူထားတဲ့ဘုံမူကြီးအမိကန်စောချစ်သူတို့လောက်ရကခရင်ပြည်နယ်တောင်မကဘူးမြန်မာတနိုင်ငံလုံးကိုပါဂုံရုပ်စေတယ်။ကျမရှင်းပြပါမယ်။ ကောင်းမှုကိုကောင်းမှုဖြင့်ကြီးမြင့်ပြီးမကောင်းမှုကိုမကောင်းမှုဖြင့်ကြီးမြင့်ပြီးဆိုတဲ့ကမ္ဘာလုံးဆိုင်ရာဥပဒေအရအွန်လိုင်းငွေလိမ်ကိုင်းနေနိုင်ငံတကာရာသပွင့်မှုလက်သေးဂိုင်းချုပ်ကြီးတွေမဖမ်းမဲခံရတဲ့သူတွေကိုပဲပြန်လွတ်လိုက်တာနဲ့ဒီကမ္ဘာအဆိုးဆုံးရာသပွင့်ဖြစ်မှုကြီးကိုလုံးဝလျှော့ပြစ်လို့မရဘူးတရားခံဖြစ်တဲ့နိုင်ငံတကာရာသပွင့်ဂိုင်းချုပ်မင်းအောင်လိုင်စောချစ်သူတို့ကိုရှင်းပြရမယ်ဆောင်းနိုင်ငံတကာဝရမ်းထုတ်ပြန်ချက်အားလုံးသိအောင်ကျွန်မတတိပေးပါမယ်အခုနိုင်ငံတကာဖန်ဝရမ်းတွေအရင်လိုမျိုးလူသိရှင်ကြမထုတ်ပြန်ဘူးလှုပ်ဝက်ထားတယ် ရာဇဝတ်ကောင်ကိုမိတဲ့အချိန်မှာအဖမ်းဝရံပြတယ်။နိုင်ငံတကာရာဇဝတ်ဂိုင်းချုပ်စောချစ်သူကိုနိုင်ငံတကာခုံရုံးမှာဆွဲချက်တင်ထားပြီးကျမအာမခန်စကားထပ်ပြောပါမယ်။အမေရိကန်အလို့ရှိတဲ့မကောင်းဆိုးဝါးအတွေ့နိုင်ငံတကာရာဇဝတ်ကောင်စောချစ်သူနဲ့နိုင်ငံတော်တစ္ဆာဖောက်စီရာဇဝတ်ကောင်ကြီးမင်းအောင်လိုင်းလုံးဝမိုက်ဆက်သိမ့်မယ်။ဆက်လက်ပြီးဆလင်းမြို့ရွှေပွင့်ဖြူကားဂိတ်တွင်မန္တလေးမြို့သို့သွားရောက်ပြီးခရီးသွားလုပ်ငယ်6ဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ မကွေးတိုင်းစလင်းမြို့ပေါ်ရွှေပွင့်ဖြူကားဂိတ်တွင်မန္တလေးမြို့သို့သွားရောက်ပြီးဖြီးသွားလူငယ်၆ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းပြည်သူညီနောင်စလင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ17ရက်နေ့စလင်းမြို့ပေါ်ရှိရွှေပွင့်ဖြူကားဂိတ်တွင်မန္တလေးမြို့သို့သွားရောက်ပြီးလူငယ်၆ဦးကိုအကြမ်းဖက်စစ်သားများကစောင့်ကြည့်ပြီးပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထို့သို့ပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်6ဦးမှာအသက်25နှစ်မှအသက်35နှစ်ဝန်းကျင်ရှိသူများဖြစ်ကြောင်းထို့လူငယ်များသည်ဆလင်းမျိုးနယ်ရှိကျေးရွာများတွင်နေထိုင်သူများဖြစ်ပြီးမန္တလေးမြို့သို့သွားရောက်အလုပ်လုပ်ကင်သူများဖြစ်ကြောင်းသိရပါသည်။လက်ရှိချိန်တွင်ပေါ်တာဆွဲဖမ်းဆီးခံရသောလူငယ်များကိုအချမ်းဖက်စစ်တပ်ကဆလင်းမျိုးပေါ်ရှိခလာရ254တည်ရင်တဲ့သို့ခေါ်ဆောင်ထားကြောင်းမိသားစုဝင်များနှင့်လည်းအဆက်အသွယ်မရရှိသေးကြောင်းသိရပါသည်။စစ်ခွေးတွေပေါ်တာဆွဲတဲ့လူငယ်6ဦးကမန္တလေးဘက်ကိုထွက်မဲ့ကားပေါ်ကိုလိုက်ပါမဲ့သူတွေပါ န္တလေးကိုမထွက်ခင်မှာပဲရွှေပွင့်ဖြူကားကိတ်မှာစစ်ကွေးတွေပေါ်ထားဆွဲတာကိုခံရတာပါလူငယ်6ဦးကတော့စလင်းမျိုးနေတဲ့ကကြီးပါကလူငယ်6ဦးပါ အသက်အရွယ်ကတော့ခမ်းမန်းကြီးအသက်25နှစ်အရွယ်ကနေအသက်40နှစ်အတွင်းရှိတယ်လို့ကြားရပါတယ်လက်ရှိမှာစစ်ကွေးတွေကလူငယ်6ဦးကိုပတ်စံနဲ့ပြန်ရွေးခိုင်းတာမျိုးတော့အဲ့ဒီလူမျိုးတော့မသိရသေးဘူးလက်ရှိမှာစစ်ခွေးတွေဖမ်းဆီးထားတဲ့လူငယ်6ဦးကို254တရင်တွေခေါ်ဆောင်သွားတယ်လို့သိရတယ်ဟုပြည်သူညီနောင်ဆလင်းသတင်းထောက်ဝန်ခံကိုပြည်သူကပြောဆိုပါတယ် အလာတူအော်တိုဘာလ29ရက်နေ့ကလည်းဆလင်းမြို့နယ်နဲ့စင်ဖြူကျွန်းမြို့နယ်ရှိကျေးရွာများမှចောင်းသားလူငယ်၄ဦးကိုဆလင်းစင်ဖြူကျွန်းလမ်းပိုင်းရှိစစ်ဆေးရိတ်ကိတ်တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းပေါ်တာဆွဲဖမ်းဆီးခံခဲ့ရသောចောင်းသားလူငယ်၄ဦးအနက်ចောင်းသား၃ဦးမှာဆလင်းမြို့နယ်တောစိန်ကျေးရွာမှဖြစ်ကြောင်းကြံចောင်းသား၁ဦးမှာမူစင်ဖြူကျွန်းမြို့နယ်မှဖြစ်ကြောင်းចောင်းသားလူငယ်၄ဦးစလုံးမှာအသက်၁၄နှစ်အရွယ်ကိုရန်ចောင်းသားများဖြစ်ပြီးစင်မူရန်တင်တန်းចောင်းတို့ပို့ဆောင်လိုက်ပြီးဖြစ်ကြောင်းသိရပါတယ်